နေ့ကနိုဝင်ဘာလ29ရက်နေ့ပုံမှန်905ကကြီးနဲ့တရားစွဲဆိုခံရတဲ့သူတွေပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတဲ့တပ်ပုံလေးတပ်ပုံရဲ့နောက်ကွယ်ကဝန်ထဲပွဲရာဇလန်းတပ်ပုံ မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကနိုဝင်ဘာလ28ရက်နေ့ကပုံမှန်905ကကြီနဲ့အချင်းချခံခဲ့ရပြီးရန်ကုန်အင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာသူတွေရဲ့ပုံတွေထဲမှာလူစိတ်ဝင်စားဆုံးနဲ့ကြည်မြရသူတိုင်းစိတ်ထိခိုက်ခံစားခဲ့ရတဲ့အတပုံတပုံကတော့တာမီနီယောက်ပြန်လည်ဆုံတွေ့ခဲ့တဲ့အမှတ်တမ်းတပုံတပုံပဲဖြစ်ပါတယ် ဒီတက်ပုံကိုကြည့်ပြီးတော့ထောင်ကားလွတ်လာတဲ့အသားဖြစ်သူကိုအပြစ်မှကြံခဲ့တဲ့ကျမ်းမာရေးမကောင်းတဲ့မိခင်ကလာကြိုလာလို့လူအများကထင်ခဲ့ကြပေမဲ့တကယ်တမ်းနောက်ကျောင်းတေချာလိုက်ကြည့်တဲ့အခါမှာတော့တားမီးနှစ်ယောက်စလုံးဟာအင်းစိန်ထောင်ထဲကနေအတူတူပြန်လွတ်လာကြတယ်ဆိုတာကိုသိရှိရတာပဲဖြစ်ပါတယ်။တက်ပုံထဲမှာပါတဲ့အသားဖြစ်သူကိုဟန်ထွန်းဟာအင်းစိန်ထောင်မှကြီးအမျိုးသားဆောင်၄ဆောင်ကနေပြန်လွတ်လာတာဖြစ်ပြီး အမေဖြစ်သူဒေါ်သနန်းဝင်းကတော့အမျိုးသမီးထောင်ကြားဆောင်အမှတ်၃အခန်း၁ကနေပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ထောင်ထဲမှာဒေါ်သနန်းဝင်းနဲ့အတူတခန်းထဲနေခဲ့မှုတဲ့အမေမဖော်လို့သူနိုင်ငံရေးအချင်းသူတဦးကပြောပြထားပါတယ်ဒေါ်သနန်းဝင်းဟာထောင်ထဲမှာပစောင်းကင်စာဝေဒနာခံစားနေရသူဖြစ်ပြီးအစာကောင်းကောင်းမစားနိုင်တဲ့အတွက်အစာပိုက်တက်ထားရသူ ဖြစ်တယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့2021ခုနှစ်အာနာသိမ့်မှုကာလမှာတော့ ဒေါ်တန်သန်းဝင်းတို့တာအမီကိုမြောက်ဥက္ကလာကသူတို့ဖွင့်ထားတဲ့လက်ဖက်ရည်ဆိုင်နဲ့အထီးဝင်ဖမ်းပြီးပုံမှန်905ကကြီးနဲ့ဖမ်းဆီးထောင်ချခဲ့ကြတာလည်းဖြစ်ပါတယ်။ဖြစ်စဉ်ကတော့အစီအင်းလာစစ်ချိန်မှာစစ်တဲ့သူကမူးနေလို့ပြောမိတာကိုမချင်းမငန်ပြန်ပြောတယ်ဆိုပြီးတမိသားစုလုံးကိုဖမ်းသွားတာဖြစ်ကြောင်းနဲ့လူမှုကွန်ရက်ပေါ်မှာရှင်းထားတာတွေနဲ့အမှုစဉ်ထောင်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ကိုတော့ဒေါ်တန်တန်ဝင်းတို့နဲ့ရင်းနှီးသူအမိတ်ဆွေတယောက်ကထုတ်ဖော်ရေးသားထားတာပဲဖြစ်ပါတယ်။ ယခုပုံမှန်905အကကြီးနဲ့အချင်းချခံထားရတဲ့သူတွေပြန်လည်လွန်မြောက်လာကြတဲ့နေမှာတော့တာဖြစ်သူကထောင်ရဲ့အပြင်ကိုအရင်ရောက်လာခဲ့ပြီးအမေအပြင်ထွက်လာကိုစောင့်နေရပါတယ်။သူတို့သားမီးအင်းစိန်ထောင်မှာရှိနေတော့ကအတင်းထောင်ဝင်စာ တွေးခွင့်ရတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့အပြင်မှာပြန်ဆုံတွေ့ခွင့်ရတဲ့ရက်ဟာမျောလင့်ထားတာထက်စောပြီးရောက်လာတော့တားမိတွေဝမ်းသာနေကြတာလေးဖြစ်ပါတယ်။ ဒေါ်သန်းသန်းဝင်းတို့သားအမိလိုဇလန်းမျိုးတွေဘလောက်တောင်ရှိနေမလဲဆိုတာကိုတော့မသိနိုင်ပါဘူး။နိုင်ငံရေးအကျဉ်းသားကိုကြီးဆောင်ရှောက်ရေးအတင်းကပြုစုထားတဲ့ဇယင်းအရာ2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းကနေဒီကနေ့2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့အထိကိုဖမ်းဆီးခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား3039ယောက်ရှိခဲ့ပြီးလက်ရှိအချိန်အထိ2280ယောက်ဟာဖမ်းဆီးထိန်းသိမ်းအကျဉ်းချခံနေရဆဲပဲဖြစ်ပါတယ်